င်္ဂလာပါခမီးမီဒီယာနေပြန်လည်ကြိုဆိုပါရစေအခုချိန်မှာတော့ခမီးမီဒီယာနေတပတ်အတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေတဲကကောင်းတို့ရသတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်ယခုစီစဉ်မှာကြည့်ရှုနားဆင်ရမယ့်သတင်းတွေကတော့ကလေးမျိုးနယ်တောင်ပိုင်းနဲ့ချင်းပြည်နယ်ဖလန်းမျိုးနယ်ဖတ်တို့အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးနေနယ်ရီကန်ဘျူဟာကုန်းတို့စစ်ကူလာသည့်အကြမ်းဖက်စစ်သား 26ဦးကိုလက်နက်ခဲယမ်းများစစ်အုံဆောင်များနဲ့အတူဖမ်းဆီးရမိ။နေရက်တိုင်းဆောင်အိမ်တော်စု800အတွက်အရေးပေါ်ရေးခါနဲ့ထောက်ပံ့ငွေများဖြတ်ဝေအပ်နှံကြောင်း KPSSC ထုတ်ပြန်။ MDF နှင့်မဟာမိတ်ပူးပေါင်းတပ်များမှငဖိုင်ပိခကျေးရွာရှိ နေရာ300ရာကိုဒရုန်းဖြင့်ပုံကျဲတက်ခတ်ခဲ့ကြောင်း CDF မှထုတ်ပြန်။ဟာခါမြို့နယ်လောက်လုံကျေးရွာဤတွင် ဂျပန်စစ်တပ်နှင့်ချင်းတော်လည်တပ်ဖွဲ့များအပြန်အလှန်ပစ်ခတ်မှုရှိပလဝမြို့နယ်ဥယင်ဝကျေးရွာမှဒေသခံအမျိုးသားတဦးကို ULAAA ကဖမ်းဆီးထိန်သိမ်းထားကနေဒီတောင်တပ်စခန်းကိုဂျပန်စစ်တပ်ကပြန်လည်ထိန်းချုပ်ကလေးခန့်ကောကာလန်းဘော်တွင်ရှိသည့်ကမ်မနီတရားတွင်တိုက်ပွဲပြင်းထန်နေအဂျမန်စစ်တပ်ကလမ်းပြအဖြစ်ခေါ်ဆောင်ခဲ့သည့်တိရဲမျိုးနယ်မှဒေသခံ16ဦးကို PDF ဇူလန်းကပြန်လည်ကဲထုတ်နိုင်ဖလန်မျိုးဖတ်တို့အင်အားရာချီဖြင့်အကြံပတ်စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေ CDF CDM စီရင်တပ်ဖွဲ့နှင့်အကြံပတ်စစ်တပ်တို့လေထံကုန်းတွင် ထိတွေ့တိုက်ပွဲဖြစ်ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်တွင်ကုမီလူငယ်တအူပျောက်ဆုံးနေတွေ့ရှိပါကအများဆုံးဆက်သွယ်ပေးရန်အကူအညီတောင်းခံအဆရှိတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ် စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းထိုမာကြီးရွာ GGC မှအကြံဘက်စစ်ကောင်စီတပ်သည်ကလေးတောင်ပိုင်းနှင့်ချင်းပြည်နယ်ဖလန်းမြို့နယ်ဖက်သို့နှစ်ဖွဲ့ခွဲကစစ်ကြောင်းထိုးလာပြီးရွာစဉ်အလိုက်လူနေအိမ်များကိုမီးရှို့ဖျက်ဆီးမှုများပြုလုပ်နေကြောင်းဒေသခံများထံမှသိရသည်ပြီးခဲ့သည့်အော်တိုဘာလ28ရက်နေ့မှစ၍အင်အား400ကျော်ပါသည့်ကြံဘက်စစ်တပ်သည်ကလေးမြို့နယ်တောင်ပိုင်းထိုမာ GTC မှတောင်ဖက်ရက်သို့စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည် ကလေးကံကောလမ်းမကြီးအတိုင်းတောင်ပိုင်းတွင်ရှိသည့်ကျေးရွာများကို တွေရဝင်းတွေရထွက်စစ်ကြောင်းထိုးကရွာစဉ်လိုက်လူနေအိမ်များကိုမိရှုဖြက်စီးခြင်းများပြုလုပ်နေသောကြောင့်ဒေသခံ3000ကျော်ထွက်ပြေးတိတ်ဆောင်နေကြရကြောင်းဒေသခံများထံမှသိရပါသည်ထိုဂျမ်းဘတ်စစ်တပ်စစ်ကြောင်းသည် အော်တိုဘာလ30ရက်နေ့တွင် ကလေးမြို့နယ်ချောင်းခွာကျေးရွာကိုဝင်ရောက်မိရှုခဲ့ကြပြီးနိုဝင်ဘာလ1ရက်နေ့တွင်တောင်ဖက်အရက်ကခွေချင်းကျေးရွာသို့တဖွဲ့နှင့် အနောက်ဖက်ချင်းပြည်နယ်ဟာခါလီကျေးရွာဖက်သူတပွဲစစ်ကြောင်းနှစ်ကြောင်းခွဲကထိုးစစ်ဆင်လာနေကြောင်းစစ်ရေးသတင်းများမှပြောသည်ကလေးတောင်ပိုင်းတန်ဖူကျေးရွာသို့ရောက်ရှိနေသည့်စစ်ကြောင်းမှာအင်အား218ပါရှိပြီးအနောက်ဖက်ချင်းပြည်နယ်ဖလန်းမြို့နယ်သို့ဝင်ရောက်နေသည့်စစ်ကြောင်းမှာအင်အား189ဦးပါရှိကြောင်းစစ်ရေးသတင်းများမှသိရသည်လာယာလန်တော့လျှောက် တော်လန်ရေးတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားကြပြီးအကြမ်းဖက်စစ်တပ်မှ30ဦးကျော်ထိခိုက်ဒေဆုံးမှုရှိကြောင်းနှင့်အလောင်းများနှင့်အပိုင်းအစများကိုဖောကားဖြင့်ကလေးမျိုးတို့ပို့ဆောင်ခဲ့ကြောင်းစစ်တရင်အရင်းမြစ်ကပြောသည်မကွေးတိုင်းငဖယ်မြို့နယ်နတ်ရီကံပြူဟာကုန်းတို့စစ်ကူလာသည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းများကို CDF အရှုံနှင့် တော်လန်ရေးပူပေါင်းတပ်များကနှစ်လကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သားအများပြားတိုက်ဆုံပြီး26ဦးကိုလက်နက်ခဲယမ်းများစစ်အုံဆောင်များနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်း CDF အရှိုကနိုဝင်ဘာလ2ရက်နေ့တွင်ထုတ်ပြန်ထားသည်ပြီးခဲ့သည့်စက်တင်ဘာလ3မှစ၍အမှတ်905အမြောက်စခန်းကုတ်ကဲမှုဌာနချုပ်တွင်အင်အားစုဖွဲ့ထားသည့်အကြမ်းဖက်စစ်သားများနယ်ရီကံပြူဟာစခန်းသို့တက်လာသည် စစ်ကြောများကို CDF အရှုပါဝင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့ဝင်များကကြားဖြတ်တက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း CDF အရှုကဆိုသည် ထိုနလသာတိုက်ပွဲများအတွင်အကြမ်းဖက်စစ်တပ်မှစစ်မှုထမ်းတပ်သားတင့်များပါဝင်စစ်သား26ဦးအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းနှင့်နယ်ရီကန်လန်ဟောင်းတလျှောက်နေမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်လက်နက်ငယ်၄လက်နှင့်ခရမ်းများပြားလဲတင်ဆီးရရှိခဲ့ကြောင်းသိရသည်ဂျမ်ဘတ်စစ်တပ်သည်နယ်ရီကန်စခန်းဘူဟာကုန်းမကျရှုံးရေးအတွက် လေချောင်းပစ်ကူလက်နက်ကြီးပစ်ကူများအဆက်မပြတ်လှုပ်ဆောင်ပေးနေတော့လဲဒွန်လန်ရေးတပ်ဖွဲ့များကအဆက်မပြတ်ထိုးစစ်ဆင်နေစေဖြစ်သည်စက်တင်ဘာလမှအောက်တိုဘာလကုန်အထိနလတာအတွင်းတွင် CDF အရှုံမှရဲဘော်နှုတ်ဦးဖြစ်သည့်စလိုင်းအာရှယ်ပါနှင့်စလိုင်းရဲမင်းထွန်းတို့ အသက်ပေးလူခဲ့ရပြီးခြေလက်အင်္ကာဆုံးရှုံးသူနှုတ်နှင့်အခြားထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိခဲ့ကြောင်း CDF အရှုံကထုတ်ပြန်ထားသည် စကိုင်းတိုင်းဒေသကြီးကလေးခရိုင်ကလေးမြို့နယ်အတွင်းရှိကလေးတမူအိန္ဒိယမြန်မာချစ်ကြည်ရေးလမ်းမှာလမ်းပိုင်းနဲ့ကလေးကံကောလမ်းပိုင်းအတွင်းရှိနေရတိန်ရှောင်းအိန်အောင်စု၈၀၀အတွက်အရေးပေါ်ရိတ်ခါနဲ့ထောက်ပံ့ငွေများဖြန့်ဝေအပ်နှံခဲ့ကြောင်းကလေးမြို့လူထုတိုက်ပွဲဥဆောင်ကော်မတီ KBSSC ကနိုဝင်ဘာလ၁ရက်နေ့တွင်ထုတ်ပြန်ထားသည်ထိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာပံ့ပိုးမှုများကို ကလေးမြို့လူထုတိုက်ပွဲဥဆောင်ကော်မတီ အရေးပေါ်တုံ့ပြန်ရေးနှင့်ကုညီရေးအဖွဲ့အနေဖြင့် Zoomi Federal အစည်းအရုံးမှဦးဆောင်ပြုလုပ်သည့် House of Clay and Melo and Go on on Keep moving on ဆက်လျှောက်မှလက်ခံရရှိကြောင်းဖော်ပြသည်ကလေးမျိုးလူထုတိုက်ပွဲဦးဆောင်ကော်မတီအရေးပေါ်တုံ့ပြန်ရေးနှင့်ကုညီရေးအဖွဲ့အနေဖြင့်အရေးပေါ်ရေးခါနှင့်ထောက်ပံ့ငွေအနှံ့ရေးကိစ္စရပ်များတွင်ကလေးမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံအဖွဲ့ဝင်များနှင့်အတူ ပူပေါင်းကဖြန့်ဝေ အနှံ့ခဲ့ကြောင်းပြောသည်စကိုင်းတိုင်းဒေသကြီးကလေးခရိုင်ကလေးမြို့နယ်အတွင်းရှိ ကလေးတမူအိန္ဒိယမြန်မာချစ်ကြည်လမ်းမလမ်းပိုင်းနှင့်ကလေးကန်ကော လမ်းပိုင်းအတွင်းရှိအရေးပေါ်နေရတိတ်ဆောင်ပြည်သူများအတွက်အဖွဲ့အစည်းလူပုဂ္ဂိုလ်အသီးသီးတို့၏ကုညီထောက်ပံ့မှုများပေါ်ကျေးဇူးမှတ်တမ်းတင်ကြောင်းဖော်ပြသည်အရေးပေါ်နေရတိတ်ဆောင်ပြည်သူများအတွက်ကုညီထောက်ပံ့လူသူများအနေဖြင့် NUG Pay SDG Bank အကောင့်တို့ဖြင့်လုံခြုံစိတ်ချစွာကူညီထောက်ပံ့နိုင်ကြောင်းထုတ်ပြန်ထားသည်။မရာဒီတာရှိ IMC CDF မရာထိန်ချုပ်နယ်မြေဖြစ်သောငဖိုင်ပိခကျေးရွာရှိ နေရာ၃နေရာကို MDF နှင့်မဟာမိတ်တပ်ဖွဲ့များကရွေချက်ရှိရှိဒရုန်းဖြင့်ပုံကျဲတက်ခတ်ခဲ့ကြောင်း CDF မရာကနိုဝင်ဘာလ3ရက်နေ့တွင်ထုတ်ပြန်ထားသည်ငဖိုင်ပိခကျေးရွာရှိ ဘတ်ဒေးပတ်စတာရေဗရန်ထလိုက်စီလိုက်ပေါ်နေအိနစ်ငားကြိုက်ခန့်အကွာရှိနိုဝင်ဘာလ3ရက်နေ့မွန်းလဲ2:30မိနစ်တွင်ဒရုန်းဖြင့်ဘုံနှလုံးကျဲချခဲ့ကြောင်း CDF မရာကဆိုသည်ထို့ပြင်ညနေ3:00မိနစ်20တွင်နှစ်ချင်းခရိယံအသင်းတော်ယုံနာတွင်ဒရုန်းဖြင့်ဘုံနှလုံးကျဲချခဲ့ကြောင်းနှင့်ညနေ4:10မိနစ်ခန့်တွင်လည်းဖန်တလန်ကြီးရွာမှငဖိုင်ပိခကြီးရွာဝင်လန်းရှိ ပြည်သူနေအိမ်ကိုဒရုန်းဖြင့်ဘုံနှလုံးထပ်မံကျဲချခဲ့ကြောင်း CDF မရာကထုတ်ပြန်သည်ယမန်နေ့တရက်အတွင်းနေရာ၃နေရာကိုဒရုန်းဖြင့်ဘုံ၆လုံးကျဲချခဲ့ရာတွင်အဆောက်အဦပျက်စီးမှုနှင့်လူအသေးပျောက်ရှိမရှိစုံစမ်းနေဆဲဖြစ်ကြောင်း CDF မရာကပြောသည်ခြေရပြည်သူနေအိမ်များဘာသာရေးအဆောက်အဦများကို ပြစ်မှတ်ထားတိုက်ခိုက်နေ၍ဒေသခံမိဘပြည်သူများအနေဖြင့်စိုးရိမ်မှုမြင့်တက်နေကြောင်းတတင်းရရှိသည် ချင်းပြည်ဟာခါမျိုးအခြေဆိုင်အကြံဘတ်စစ်တပ်ဤခလာရ266တပ်ရင်းသည်ဟာခါမှကူးမိုက်ခတ်ကွာဝေးသည် လောက်လုံကြီးရွာဖတ်သူစစ်ကြောင်းထိုးလာကချင်းတော်လည်ရေးတပ်ဖွဲ့များနှင့်ပြစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းစီရေးတရင်အရင်းမြစ်မှသိရသည်ဟာခါမတူပီလန်လောက်လုံကြီးရနီးရှိ CDF ဟာခါလုံချုံရင်ဂိတ်တွင်နိုဝင်ဘာလ9ရက်ညနေပိုင်း9:30မိနစ်ဝန်းကျင်တွင်အကြဘတ်စစ်တပ်ကအလင်းငိုက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်အကြံပတ်စစ်တပ်သည်တပ်ပြန်ဆုတ်ခွာသွားကြောင်းစီးရဲတရင်အရင်မြင့်မှပြောသည် ထိုပြစ်ခတ်မှုအတွင် CDF အခါရဲဘော်တို့ကြာဆုံးခဲ့ရကြောင်းသိရသည်ချင်းပြည်နယ်ပလောဝမြို့နယ်အိုရင်ဝကြီးရွာနေဒေသခံ အမျိုးသားတူကို ULAA ကပြီးခဲ့သည့်အောက်တိုဘာလ26ရက်နေ့တွင်ဖမ်းဆီးထိန်းသိမ်းထားပြီးယနေ့ထိမိသားစုနှင့်အဆက်အသွယ်များရှိကြောင်းဆွေမျိုးများထံမှသိရသည် ပလောဝမြို့နယ်အိုယုံဝချေးရွာနေဦးထွန်းတလိအသက်48နှစ်သည်ပြီးခဲ့သည့်အော်တိုဘာလ26ရက်နေ့တွင်ဒုံလဝချေးရွာကထိန်ပွဲသို့ရောက်ရှိနေစဉ်သူအားဒလက်မြေနေမြမူကအလို့ရှိကြောင်းဆင့်ခေါ်ခိုင်းခဲ့ပြီးသူသည်ဒလက်မြေချေးရွာသို့တောရောက်ခဲ့ပြီးနောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်းဆွေမျိုးတို့ကဆိုသည် အကိုကို ULA AA ရဲဘော်တွေကနေတဆင့်ခေါ်ခိုင်းလိုက်တာပါခဏဆင်းလာပါစေအောင်ဆိုပြီးပြောလို့သူကဆင်းသွားတာပါအစပိုင်းမှာတော့ဒလက်မြေရောက်တဲ့အခါ ULA နေမြင်မှုကခမားစီမှာဆက်လီရောင်းဖို့ရှိတယ်ဆိုတော့အဲဒီဆက်လီကိုဓာတ်ပုံရရမယ်လို့ပြောတယ်ပြီးတော့အကိုကမိစာရွာမှာဓာတ်ပုံထုတ်ဖို့သွားတယ်အဲဒီနောက်မှာ ULA ရဲ့ထိမ့်သိမ်းတာခံခဲ့ရတာပါကိုကိုဘာကြောင့်ထိမ့်သိမ်းသွားတယ်ဆိုတာအခုထိ သူ့မိသားစုဝင်တွေလည်းမသိကြဘူး ဘာမှလည်းနားမလဲကြဘူးပြီးတော့မိသားစုဝင်တွေက ULAC ကိုလည်းအချိန်ချင်းတွေးခွင့်တောင်းပေမဲ့လည်းတွေးခွင့်မပေးကြဘူးဖမ်းခံရတဲ့နေ့ကစပြီးယခုချိန်ထိဘာတည်းအစအနမမရဘူးနှစ်ပတ်ခန့်လောက်ရှိနေပြီလို့ဆွေမျိုးတူကကွန်မီဒီယာကိုပြောပါတယ်ဥထုံးတလိကိုဖမ်းဆီးခံခဲ့ပြီးနောက်မိသားစုဝင်များသည်ဒလက်မြေကြီးရွာရှိနေမြေမူးရုံးသို့6ကြိမ်ခန့်တွားရောက်ခဲ့ပြီး တွေးဆောင်ရန်အတွက်တောင်းဆိုခဲ့တော်လဲတွေးဆောင်ခွင့်မပေးသည့်ဖြင့်မိသည့်အကြောင်းကြောင့်ဖန်စီထိန်းသိမ်းထားသည့်ကိုလည်းမသိရကြောင်းနှင့်မိသားစုများမှစိုးရင်ပူပန်တောကများရောက်ရှိနေရကြောင်းဆွေမျိုးတို့ကဆိုသည်ဥထွန်းတလိသည်အိုရင်ဝကျေးရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှုဖြင့် ULA ကခန့်အပ်ထားသူလည်းဖြစ်ကြောင်းဒေသခံများကပြောသည် ULAD ပလောဝမြို့နယ်တွင်အုပ်ချုပ်ရေးဖော်ဆောင်လာပြီးနောက်ဒေသခံပြည်သူများကိုအကြောင်းမျိုးမျိုးပြကဖမ်းဆီးထိန်းသိမ်းခြင်းစစ်ဆေးခြင်းများကို ပြုလုပ်လာနေပြီးမိသားစုဝင်များနှင့်လည်းအဆက်အသွယ်ပြုလုပ်၍မပေးကြောင်းပလောဝဒေသခံများကပြောသည်ချင်းပြည်မြောက်ပိုင်းတီးတိမ်မြို့နယ်ကနေဒီတောင်တက်စခန်ကိုအကြမ်းဖက်စစ်တပ်ကပြန်လည်ထိန်းချုပ်ပြီးစကမ်းချတက်ဆွဲထားကြောင်းစစ်ရေးသတင်းအရင်းမြစ်မှသိရသည်တီးတိမ်မြို့ခလာရ169တည်ရင်မှာ တိုင်းငင်ကြီးရွာဖက်သူအင်အား200ဝန်းကျင်ဖြင့်စစ်ကြောင်းထိုးလာသည့်ဂျမ်ဘတ်စစ်တပ်သည်စီးအီးရအချက်ချာကြသည့်ဂနေဒီတောင်ကိုနိုဝင်ဘာလ9ရက်နေ့တွင် ပြန်လည်ထိန်းချုပ်တပ်ဆွဲလိုက်ခြင်းဖြစ်ပြီးလက်ရှိတွင်တိုင်းငင်ဖက်သူဆက်၍မသွားသေးကြောင်းစီးအီးတရင်အမြင့်မြင့်ကပြောသည်ဂနေဒီတောင်ပေါ်ရှိစစ်ခန်းသည်စကိုင်းတိုင်းကလေးမြို့နှင့်ချင်းပြည်နယ်တီးတိမ်မြို့အကြားရှိပေ8000ကျော်တွင်တည်ရှိပြီးစီးအီးရအချက်ချာကြသည့်နေရာတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်2023ခုနှစ်နိုဝင်ဘာလ22ရက်နေ့တွင် PDF ဇူလန်ကတိုက်ခိုက်တည်ယူထားခဲ့ခြင်းဖြစ်သည်ပြီးခဲ့သည့်နိုဝင်ဘာလ3ရက်နေ့တွင်လည်းအဆိုပါအကြံဖတ်စစ်တပ်စစ်ကြောင်းသည်စွမ်းပီကျွော်ကိုဝင်ရောက်၍ဒေသခံရွာသား15ဦးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်ကလေးတိုင်းငင်းတို့အင်အားနေရာဝန်းကျင်နှင့်တီးတိမ်တိုင်းငင်းတို့အင်အားနေရာဝန်းကျင်တို့ဖြင့်အကြံပတ်စစ်တပ်ကစစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကလေးမတက်လာသောစစ်ကြောင်းသည်မော်ပီးဖတ်တွင်တိုက်ပွဲဖြစ်ပွားပြီးနောက်လက်ရှိတွင်ရပ်တန့်နေကြောင်းစီးရဲတရင်အရင်မြက်ကသိရသည်စကိုင်းတိုင်းကလေးမျိုးနယ်တောင်ပိုင်းကလေးကန့်ကော ကားလန်းပေါ်တွင်ရှိသည်ကမ်မနီတရားတွင် အကျန်းဖတ်စစ်ကောင်စီတက်နှင့်ဒေါ်လန်ရေးပူပေါင်းတက်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေကြောင်းစီးရဲတရင်အရင်မြက်ကသိရသည် ကျမ်းပတ်စစ်ကောင်းစီတပ်များသည်ဟန်တာဝူဒီကျေးရွာတွင်ပြီးခဲ့သည့်လမှဆ၍လေကြောင်းဖြင့်အင်အားဖြင့်တင်းပြီးနောက်ကလေးကံကောလမ်းကြီးအတိုင်းပြန်လည်စစ်ကြောင်းထိုးဝင်ရောက်လာကကမ်ဘာနီတရာအနီးတွင်နိုဝင်ဘာလ9ရက်နေ့ညနေမှဆ၍တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်ကျမ်းပတ်စစ်ကောင်းစီသည်ဒရုန်းအများပြအသုံးပြု၍တိုက်ခိုက်နေကမြေပြင်တွင်လည်းလူအင်အားလက်နက်ကြီးကြီးအများပြကိုအသုံးပြုပြီးအင်အားအစမတန်ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းစီရေးတရင်အရင်မြစ်ကပြောသည် ဂျမ်ဖတ်စစ်ကောင်စီသည်ကလေးကံကောကာလန်ပေါ်ရှိမန်တော်ကြီးရွာကိုပြန်ရပြီးနောက်အင်အားများအဆက်မပြတ်ဖြစ်တင်းနေကကမ်ပါနီစခန်းကိုလည်းပြန်လည်ရရှိရန်အတွက်အင်အားအလုံးရင်းဖြင့်မနာရန်ထိုးစစ်ဆင်ညီကြောင်းသိရသည်ကမ်ပါနီတရာနီတွင်ဂျမ်ဖတ်စစ်ကောင်စီ၏ဆဲစီမန်ဂိမ်းများနှင့်ဆက်သွယ်ရေးတာဝါတိုင်ရှိနေသောကြောင့်တော်လန်ရေးအင်အားစုများကတိတ်ပိုက်ထားသည့်ကမ်ပါနီကိုပြန်လည်ထိန်းချုပ်ရန်ကြိုးစားနေခြင်းဖြစ်ကြောင်းစီရေးအရအရေးပါသည့်ကမ်ပါနီကို ပြန်လဲသိမ့်ပိုက်ပြီးကလေးကံကောကားလန်းကိုပြန်လဲထိန်းချုပ်ရန်လှုပ်ဆောင်နေခြင်းဖြစ်ကြောင်းစီရီသတင်းအရင်းမြစ်ကဆိုသည်ချင်းပြည်မြောက်ပိုင်းတိတိမ်မြို့နယ်စွန်ပီးကြီးရွာမှဒေသခံအရတား16ဦးကိုအကြံပတ်စစ်ကောင်စီတပ်ကလမ်းပြအဖြစ်ခေါ်ဆောင်သွားခဲ့ပြီးယမန်နေ့နိုဝင်ဘာလ6ရက်နေ့ညနေပိုင်းတွင် PDF ဇူလန်းကပြန်လဲကယ်ထုတ်နိုင်ခဲ့ကြောင်းစီရီသတင်းအရင်းမြစ်မှသိရသည် တီတိမ်မြို့ခလာရ269တရင်မှာအကြံပတ်စစ်ကောင်စီတပ်စစ်ကြောင်းဒီပြီးခဲ့သည့်အော်တိုဘာလ29ရက်နေ့မှာဆ ảy ၍တီတိမ်တိုင်းငင်းလန်အတိုင်းဆင်းလာကနိုဝင်ဘာလ3ရက်နေ့ညနေတွင်စောင်းပီကျေးရွာဒေသခံ16ဦးကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ယမန်နေ့ညနေပိုင်းတွင်တီတိမ်တိုင်းငင်းလန်ပေါ်ရှိဆိုဇာရွာရှိစစ်ကော်မရှင်တပ်များအား PDF ဇူလန်အဖွဲ့ကတတ်ခတ်ခဲ့ရာမှာလမ်းပြအဖြစ်ခေါ်ဆောင်ခြင်းခံရသည့်ရဲသား16ဦးကို ကဲထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းစစ်ရေးသတင်းအရင်းမြစ်ကဆိုသည်စူပါစစ်ကော်မရှင်တပ်စစ်ကြောင်းသည်နိုဝင်ဘာလ၄ရက်နေ့တွင်စစ်ကြောင်းခွဲကတီးတိမ်တိုင်းငင်လန်အတိုင်းဆက်လက်စစ်ကြောင်းထိုးလာသည့်တဖွဲ့နှင့်ကနေဒီတောင်ရှိစစ်ကော်မရှင်တပ်ကာကင်စကန်တွင်တဖွဲ့စိုးစန်းရွာတွင်တဖွဲ့ဆောင်းပီရွာတွင်တဖွဲ့အစသဖြင့်တပ်ဖြန့်ထားကြောင်းစစ်ရေးသတင်းအရင်းမြစ်ကပြောသည် စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကလေးကံကောကားလမ်းမှာစစ်ကြောင်းထိုးဝင်ရောက်လာသည့်အချမ်းပတ်စစ်တပ်သည်ကလေးနှစ်ချောင်းနှစ်မြောင်းချောင်းခွဟာခါလီရေစုဝေဘူးလာမြို့စသည်တို့ကိုကြော်ဖြတ်လာပြီးအင်အားရာချီဖြင့်ဖလန်းမြို့သို့စစ်ကြောင်းထိုးနေကြောင်းစီးရီတရင်ရင်းမြစ်မှသိရသည်အချမ်းပတ်စစ်တပ်စစ်ကြောင်းထိုးလာသည့်လမ်းတလျှောက်ရှိကျွော်များကလည်းမီးရှို့ဖျက်ဆီးခြင်းနှင့်ဒေသခံများကလည်းဖမ်းဆီးတပ်ဖြတ်ခြင်းများပြုလုပ်ခဲ့ပြီး ကျေးရွာ40နီးပါးဒေသခံများပြေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြကြောင်းစီရီတရင်မြင့်များကပြောသည်အကြံပတ်စစ်တပ်သည်ကလေးမြို့နယ်တောင်ပိုင်းနီးပညာတက္ကသိုလ်မှ ကလေးကံကောကားလမ်းမှအတိုင်းစစ်ကြောင်းထိုးဝင်ရောက်လာသည်မှာနှစ်ပတ်ခန့်ကြာလာသည့်နောက်တွင် ဖလန်းမြို့နယ်ဝေဘူးလမြို့ကိုနိုဝင်ဘာလ9ရက်နေ့တွင်အင်အား900ခန့်ရောက်ရှိနေပြီးထိုမှတဆင့်ဖလန်းသို့ဦးတည်လာခြင်းဖြစ်သည် ချင်းပြည်နယ်တီးတိမ်မြို့မှတိုင်ငင်းဖက်သို့အင်အား300ကျော်ဖြင့်စစ်ကြောင်းထိုးလာသည်ဂျမ်ဘတ်စစ်တပ်နှင့် CDF CDM စီးရင်တို့သည်ယမန်နေ့နိုဝင်ဘာလ9ရက်နေ့နေ့လယ်တနာရီခန့်တွင် လေထံကုန်း Fort White တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းစီးရီသတင်းရင်းမြစ်မှ သိရသည်ပြီးခဲ့သည့်အောက်တိုဘာလ29ရက်နေ့ကတီးတိမ်မြို့မှတိုင်ငင်းဖက်သို့စစ်ကြောင်း300ကျောင်းဖြင့်စစ်ကြောင်းထိုးလာသည့်ခလာရ169တိုင်ရင်မှာ အကြံဖတ်စစ်တပ်သည်ကနေဒီတောင်ကိုကျော်လာပြီးနောက်လေထန်ကုန်း Fort White ရှိ CDF CDM စီရင်တပ်ဖွဲ့၏ Gargins ခန်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းစီရင်တရင်ရင်းမြစ်ကဆိုသည်လက်ရှိတွင် CDF CDM စီရင်အနေဖြင့်မော်ပီးကြီးရွာနှင့်လေထန်ကုန်းတို့တွင်စီရင်နှစ်နေရာရင်ဆိုင်နေကြရသည်ချင်းပြည်ပလဝမြို့နယ်အုတ်တလင်းဝကြီးရွာစားတိ ခမီးလူငယ်တဦးသည်ရန်ကုန်တိုင်းဒေသကြီးရွှေပြည်သာမြို့နယ်တွင်ပြီးခဲ့သည့်နိုဝင်ဘာလ9ရက်နေ့တွင်ပျောက်ဆုံးသွားပြီးမိသားစုဝင်များသည်ဆိုရင်တော့ကရောက်ရှိနေကြကြောင်းမိခင်ထံမှယနေ့အောက်တိုဘာလ9ရက်နေ့တွင်သိရသည်ပျောက်ဆုံးနေသူမှာပလဝမြို့နယ်အုတ်တလင်းဝကြီးရွာဇာတိဦးအောင်ပြင်းနှင့်ဒေါ်လင်းကိုတို့၏သားဖြစ်သူမောင်ညင်ညီမောင်အသက်18နှစ်သည် နိုဝင်ဘာလ9ရက်နေ့တွင် မိခင်နှင့်အတူရွှေပြည်သာမြို့နယ်တာတုကန်ဆက်မှုဇုံတွင်အလုရှောက်ရင်အတွက်တောရောက်ရာတွင်ပျောက်ဆုံးသွားခြင်းဖြစ်ပြီးယနေ့အထိမိတိအဆက်အသွယ်တစ်စုံတစ်ခုမျှမရရှိသည်မှာတောရဲမြောက်နေ့ရှိနေပြီဖြစ်ကြောင်းဆွေမျိုးတို့ကပြောသည်ကျမတို့ကတားနဲ့တမိနဲ့အတူရွှေပြည်သာအုပ်ဖို့မှနေကြတာပါကလေးတို့အဖေက မလေးရှားမှာအလုလုနေတယ်ကျမကတာတုကန်ဆက်မှုဇုံမှာအလုလုနေတာပါဒီမနက်မှာတားလေးကလည်းအလုလုချင်တယ်ဆိုပြီးအလုလျှောက်ဖို့ခေါ်သွားတာပါ တောက်အပြင်မှာစောင်းဖို့ပြောပြီးတော့ကျမကအလုပ်ဆင်းနေတာထမင်းစားနာတဲ့နေ့လယ်၁၂နာရီလောက်မှာတောက်ကိုပြန်သွားကြည့်တော့မတွေ့ရတော့ဘူးအစားတော့ပြန်သွားပြီလို့ထင်တာအိမ်ပြန်တော့တောက်ကပြန်ရောက်မလာတော့ဘူးအဲ့ဒါနဲ့တောက်ကိုဆက်ယုံအနီးမှာရောလိုက်ရှာကြည့်ပြီးမှတည်င်းအစားနာတော့မရတော့ဘူးဆယုံတာဝန်ရှိသူကိုရောရက်ွက်ကလူကြီးတွေကိုရောတည်င်းပို့ထားပေမဲ့ယနေ့အထိဘာတည်င်းမှမသိရသေးဘူးလို့မိခင်ဖြစ်သူဒေါ်လင်းကိုက ကွန်မြူနတီတို့စိတ်မကောင်းစွာဖြင့်ပြောသည်သူမကဆက်ပြောသည်မှာသူတို့အဖေလည်းတအားစိတ်ပူနေတယ်အဝေးမှာနေတာဆိုတော့ပိုဆိုးတာပေါ့ကျမလည်းဘယ်လိုလုပ်အောင်လဲမသိတော့ဘူးတားလေးတစ်ခုခုဖြစ်မှာကိုလည်းစိုးရင်နဲ့တားလေးအတွက်တအားစိတ်ပူလွန်းလို့အိတ်မပြောစားမဝင်အောင်ဖြစ်တယ်တားလေးကိုမြဲမြဲပြန်တွေးဖို့အတွက်ဖះစီမှာဆူတောင်းနေတယ်တားလေးကတိတ်နေကောင်းတာမဟုတ်ဘူး ခြေတော့ထုံကျင်လဲဖြစ်နေတယ်။ကျောင်းကလည်းတက်နေတာ။ကျောင်းပိတ်တုံးအားနေရနဲ့သူကအလုလုချင်းနေဆိုလို့အလုလျှောက်ဖို့ခေါ်သွားရနေအခုလိုဖြစ်ရတာပါ။ဒါလေးကိုတွေ့တဲ့လူတွေလည်းအကြောင်းကြားပေးစီချင်ပါတယ်။သူများတွေပြောတာကြားမိတယ်လို့စစ်မှုထမ်းဖို့အတွက်များစူဆောင်းရေးပါသွားပြီလားမသိတော့ဘူး။တကယ်ပဲစိုးရင်ပူပန်နေရပါတယ်လို့စိုးရင်ပူပန်စွာဖြစ်ခမီးမီဒီယာတို့ပြောသည်။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။ကျွန်တော်သောမတ်စ်ပါ။